ယောဣစေပုရိတောဟောတုံဇာတိန်ဇာတိန်ပုဏ္ဏပုဏ္ဏအမျိုးသားတရားဟာဖြစ်လျာဘဝမှာအမျိုးသားကြီးဇက်တိုက်ဖြစ်စေဖြစ်ခြင်းနဲ့ဆိုရင်ပရဒါရံဝိဝိစေယသူတော်ဘာမျိုးသမီးတွေနဲ့မပတ်သက်ပါနဲ့တဲ့ဒေါတပါဒောဝကတ္တမခြေတော့ကိုပြောင်းဆေးထားတဲ့ပုဂ္ဂိုလ်ကြီးရွှွညုံပေါ်မနှင်းတယ်လို့ပဲတဲ့ရွှွညုံကိုရှောင်းတယ်လို့ပဲဒီလိုရှောင်းပါတဲ့တခါမျိုးသမီးတွေနဲ့ပတ်သက်ပြီးပြောတာယာအိစေ ပုရိတော်ဟောတုံဇာတိန်ဇာတိန်ပုဏ္ဏပတ။အမျိုးသမီးတယောက်ဟာဖြစ်ရရဖြစ်ရရဘုရားမှာယောက်ျားဖြစ်ခြင်းတပဆိုရင်လေ။ပါမိကံအပ္ပစာရေရာမိမိရဲ့အိမ်တော်ရှင်မဖြစ်လို့ရှိရင်နဲ့မိမိရဲ့ယောက်ျားပေါ်မှာတစ္ဆာမဖောက်ပါနဲ့လို့သူတို့ပြောတာ။အိန္ဒံဝပရိစ္ဆာရိကံ တရားမင်းကိုကိုးကွယ်တဲ့လူတွေဟာတရုတ်တည်းဆက်ဆံတယ်လို့မိမိယောက်ျားလွယ်လို့တခြားအရင်နဲ့မဆက်ဆံမိအောင်တရီထားပါလို့အဲ့ဒါလို့ဆိုပြီးတော့ဆူတောင်းမယ်ဆိုရင်မျိုးသမီးတွေကလည်းဖြစ်နေရပေါ့မှာယောက်ျားဖြစ်နိုင်ပါတယ်လို့ဒီလိုဆိုတာเนาะ